အဲ့မှာတပ်ဖွဲ့တွေကကျုံးလာကျုံးလာကျုံးလာကျုံးတဲ့အချိန်မှာဗောနော်သူတို့អော်တဲ့ဟာတွေဆိုလဲအားရတယ်ဘလို့တော့អော်ပြီးပြည်တယ်ယော့အဲ့မှာမင်းပေါ်လာငန်လာမြည်ကြည့်စစ်ကောင်စီဘက်ကတမနှစ်နှစ်ကဗောနော်စစ်သား2ဦးကကဲကြပါអော်ပြီးတော့ကဲကြပါអော်ပြီးတော့កော်ပရာထံမှာဒါအလင်းဝင်လာတယ်ဗောနော်အလန်းမီတဲ့နေရာမျိုးအဲ့နေရာထိကိုဒလိုင်းတပ်ဖွဲ့တွေကသွားပြီးတော့ကျုံးလာအဲ့ကြတော့လာလို့ဖြစ်တာမဟုတ်ဘူးမလာလို့တော့ကျုံးတာဗောနော် င်္ဂလာပါဒီနေ့ကတော့နိုဝင်ဘာ10ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာလည်းကျွန်တော်ဒရင်ကောင်းလေးပြောကြမယ်ပေါ့နော်ပြီးရင်ရှိစရာဟာတာလေးလည်းပါမယ်ဗျာအရင်ဆုံးအဲ့ဒါနဲ့ပဲပြောလိုက်မယ်ဗျာဘာလို့လဲဆိုတော့ဒါဒီ PV server ကတင်ထားတဲ့ဒရင်လေးတစ်ခုတွေ့လိုက်တယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒါဒီစစ်ကောင်စီဘက်ကတမနှစ်နှစ်ကပေါ့နော်စစ်သား2ဦးကကဲကြပါအော်ပြီးတော့ကဲကြပါအော်ပြီးတော့ cobra ထံမှာဒါအလင်းဝင်လာတယ်ပေါ့နော်လက်နဲ့လည်းပါလေပေါ့နော်အဲ့ဟာလေးတင်ထားတာတွေ့တော့တော်တော်လေးလည်းရည်ကျင်တာပေါ့နော်ဒါ20နှစ်ကအတည့်အတိုင်းပဲ ဒါစစ်ကြောင်းအတင်းထိုးပြီးတော့ပါနော်ပါစာတွေရှိရနေပြီးအသေးခံခိုင်းပြီးတော့အတင်းဝင်လုံးနေတဲ့အနေထားချို့နေရာတွေသူတို့ပြန်ထိန်းချုပ်နိုင်တဲ့ဟာမျိုးတွေတော့ရှိတယ်ဒါပေမဲ့လက်ရှိအထိကိုပဲသူတို့စစ်ကြောင်းတွေအတကုံတိုးတယ်တိုးတဲ့ချိန်မှာအရန်အထိနာကြတာပါနော်ဒါပေမဲ့လည်းအနောက်ဘက်ကဒါသူတို့ကိုခိုင်းနေတဲ့ဒါသူတို့ရဲ့အထက်လူကြီးဆိုတဲ့ကောင်တွေကတော့အာအရှိကဘလောက်ပဲတည်တည်သူတို့ဂယုမဆိုင်ဘူးပါဗျာအဲ့တော့အောက်ချိန်မှာရှိတဲ့ဒီစစ်သားတွေကလုံးဝဘာမှကိုမလုပ်ချင်တော့သွားဆိုလည်းမသွားချင်တော့တိုက်ဆိုလည်းမတိုက်ချင်တော့ဒီဖြစ်စဉ်ကိုကြည့်ရင်ကိုပဲသိကြရပါဗျာ ကဲကြပါအောင်မအော်ပြောလာတော့ဘောနော်အဲ့တော့ဒီစစ်ကောင်စီစစ်သား2ယောက်ကကင်းကြနေတဲ့အချိန်မှာတနက်တလက်ယူပြီးတော့ဒါထွက်ပြေးလာခဲ့တာဖြစ်တယ်။အဲပြီးတော့ဒါတယောက်ကဖော့ဖြူလေးဖော့ဖြူလေးယူလာတယ်တဲ့။နောက်တယောက်ကကျတော့ပီနိုင်ဖြူလေးပီနိုင်ကိုနေပီနိုင်ဘောနော်ပီနိုင်အဖြူလေးယူလာတယ်တဲ့။တနက်တလက်ပါတယ်ဘောနော်။ဒါရွာထဲရောက်တော့ကျတော့ကဲကြပါအောင်ကဲကြပါအောင်လို့អော်ပြီးတော့အလင်းဝင်လာတာဘောနော်။အဲနောက်တော့ဒါတပ်ဖွဲ့တွေက တွေ့သွားပြီးတော့ဒါတပ်ဖွဲ့တွေပြင်ဒါရွာသားတွေတွေ့ရလဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုတွေ့ပြီးတော့သွားခေါ်လာပြီးတော့နောက်ဆုံးဘူဒါဘော့ကလူနဲ့ပါလာတဲ့အတွက်ဒါတယောက်ကိုငွေကျပ်သိန်း30စီဒါချိမြင့်ပေးတာရှိတယ်ပေါ့နော်ချိမြင့်ပေးလိုက်တယ်ပေါ့အဲ့တော့အဲ့ဖြစ်စင်မှာကြည့်လိုက်ဒီဓာတ်ပုံမှတ်တမ်းထွက်လာတဲ့ဟာကိုကြည့်ကြည့်လိုက်ပေါ့နော်အဲ့မှာဒါနှစ်ယောက်လုံးကအသက်ကြီးရထက်ပါဒါတန်သေးစစ်သားဖြစ်မှာပေါ့နော်အဲတယောက်ဆိုရင်လုံးဝခေါင်းတော်ဖြူနေပြီဗျာအသက်တော်တော်ကြီးနေပြီပေါ့နော် အဲ့တော့ပါစာပါစာပါစာကြီးပဲပြောနေလို့ဒါပါစာတွေဝင်လာလို့ပါစာတွေများလို့ပေါ့နော်ပါစာပါစာကြီးပဲပြောနေတာတကယ်တကယ်တမ်းပါစာတွေတင်းမဟုတ်ဘူးစစ်ကောင်စီဘက်ကပေါ့နော်သူတို့ရဲ့စစ်သားအရင်အမာကြီးတွေကစသူတို့ရဲ့အမိန့်တွေကိုမနာခံနိုင်တော့ဘူးသူတို့ခိုင်းသမျှအလုပ်တွေမလုပ်နိုင်တော့ဘူးသူတို့ခိုင်းတယ်လို့ပေါ့နော်လုတ်ခဲ့ရင်းနဲ့သူတို့ရဲ့အသက်တွေတေမာကိုသူတို့မလိုလားတော့ဘူး အဲ့ဒါကြောင့်မလို့အခုလိုမျိုးကဲကြပါအောင်ပြီးတော့ဒါဝင်လာတာဖြစ်တယ်ဒါမျိုးဒါမျိုးကတော့မဆိုးပါဘူးပေါ့နော်ဒါမျိုးကတော့လက်ခံရမှာဖြစ်တယ်အဲပြီးတော့ဒါလက်နဲ့လည်းပါလာတယ်ပေါ့နော်အဲ့တော့ဒါအဖွဲ့အတွက်လည်းအထောက်ပံ့ဖြစ်တာပေါ့နော်အဲ့တော့ဒါနည်းနည်းတော့နောက်ကျတာပေါ့နော်နည်းနည်းတော့နောက်ကျတယ်ဒါအဲ့တော့ဒီပြည်စင်ကိုကြည့်မယ်ဆိုရင်ကိုပဲစစ်ကောင်စီဘက်ကဘယ်လောက်ထိစိတ်နဲ့ကြာစင်းနေသလဲပေါ့နော်ချို့နေရာတွေမှာတော်လိုင်းတပ်ဖွဲ့တွေကပြောတယ်မဟုတ်ဘူးဒီကောင်းနေတိုးတာတိုးနေတာတေတာမှတကုံပဲအများကြီးပဲပေါ့နော်အဲ့လိုမျိုးတေလိုက်ပြီဆိုတာနဲ့တည့်ရတဲ့အတိုင်းပဲအဲသူတို့ရဲ့အထင်စိတ်ထဲမှာပေါ့နော် ဟာရှေ့မှာတည်ကြတာပုံလိုက်သူတို့ပုံကိုယ်တိုင်ပို့တည်တယ်လေတပ်ဖွဲ့တွေကမှမြင်ရတဲ့ဟာပဲတည်သူတို့ဘက်ကအကုန်လုံးတည်တာဘောက်စီမှာဘယ်နှယောက်ပါလာတယ်ဘယ်နှယောက်တည်သွားပြီဘယ်နှယောက်ပဲကြံတော့တယ်ဆိုတဲ့ဟာသူတို့အကုန်တည်တယ်အဲ့လိုတည်တာဖြစ်တဲ့အတွက်ဟာဘယ်နှယောက်တော့တည်သွားပြီဘောက်လည်းဘယ်တော့လည်းမတည်ဘူးဆိုတဲ့စိတ်တွေနဲ့သူတို့ဘလောက်တောင်မှဖိအားတွေများနေမလဲစိတ်တွေဖိစီးနေမလဲစိတ်တက်တွေကြဆင်းနေမလဲဆိုတဲ့ဟာကလည်းတွေးကြည့်ုံနဲ့လည်းအားရစရာကြီးအဲအကြောင်းလို့ပေါ့နော်လောဝတ်နိုင်နေတယ်စိတ်တက်တွေကောင်းနေတယ်စိတ်တက်တွေတက်ကြွနေတယ်ဆိုရင်ဒီလိုအလင်းဝင်မှမလားကျွန်တော်ပြောဟုတ်တော့မလား ရှေ့ကပါဆာဆိုတဲ့ဟာတွေထားလိုက်တော့ပါဆာကအတင်းဆွဲခေါ်ခံရလို့သူတို့ဘက်ကမပါဘူးထားလိုက်တော့အခုလိုမျိုးဟိုးရင်တွေကစစ်သားလုပ်ပါရဲဆိုတဲ့ကောင်တွေပေါ့နော်ဒါကတော့ဒါပါဆာလာပါလာတော့မပြောတတ်သေးဘူးဗျာဘာလို့လဲဆိုတော့ဒီအခုဒီပါဆာဆုနေတယ်ဆိုတဲ့ဟာကလည်းအသက်ကြီးတဲ့သူတွေလည်းဆုနေပါပေါ့နော်ဒါပေမဲ့ကြည့်ရတော့ကတော့လုံးဝတန်သေးစစ်သားဖြစ်ဖို့များတယ်ပေါ့နော်အဲ့တော့တန်သေးစစ်သားတွေတောင်မှပဲအခုလိုမျိုးစိတ်သက်တွေပြည့်ရွံ့နေပြီးဆုတ်ပြတ်နေပြီဆိုတဲ့ဟာကိုမြင်တွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဖြစ်စဉ်ကိုတင်တဲ့ခါကျတော့ဟိုဘက်ကသကောင်သားတွေကဘာပြောလဲဆိုတော့ အမဲတဲ့သူတို့လူကိုသူတို့ယူနီဖောင်းပြောင်းဝတ်ပေးပြီးရောပေါ့နော်စစ်တပ်ရဲ့ယူနီဖောင်းပြောင်းဝတ်ပေးပြီးရောဂျင်းလာထဲ့နေလာပေါ့တူစရာလားမင်းဂျင်းထဲ့တဲ့ဟာနဲ့တူစရာလားငါပြောတာတူစရာလားဒီရုပ်နဲ့ကွာတော်လိုင်းတက်ဖွဲ့တွေရဲ့ရုပ်နဲ့လာနိုင်နေတယ်ကွာဒီဘက်တော်လိုင်းတက်ဖွဲ့တွေစီကိုရောက်လာမှအသွေးအမွေးပြောင်းလဲသွားတာပဲရှိတယ်ပေါ့နော် မင်းတို့စစ်တပ်ထဲကိုရောက်သွားလို့အာစုပ်ပြက်တက်မဲပိန်လိန်ပြီးတော့ဗောနော်ခြူကြသွားတာပဲရှိတယ်မင်းတို့စစ်တပ်ထဲကိုရောက်သွားလို့လုံးဝဝါဖြစ်ပြီးတော့ကောင်းစားဝါရဘာဖြစ်လဲညာဖြစ်လဲဆိုတာအကြီးပိုင်းပဲရှိတယ်ဗောနော်အောက်ကကောင်တွေကအဲ့လိုပုံစံမျိုးစုပ်ပြက်တက်ဗောနော်လုံးဝမင်းလူယုံမထွက်တော့တဲ့အဆင့်တိဖြစ်သွားတာအေးတော်လိုင်းတက်ဖွဲ့တွေဘက်ကိုအလင်းဝင်လာပြီးဟေ့ဆိုတဲ့ခါကျရင်အခုအလင်းဝင်လာခြင်းမှာရိုက်တဲ့ပုံနဲ့တိတ်မကြခင်ဗောနော်အာဒါကာလာတစ်ခုပိုင်းခြားတစ်ခုကြာသွားပြီးပြီဆိုတဲ့အချိန်မှာပြန်ရိုက်ပြတဲ့ပုံနဲ့မတူစရာဘူးငါအမခံတကယ်တကယ် မျိုးဘကကောင်နေအဲ့ဒါကိုလာပြီးတော့ဂျင်းတဲတဲ့ဘာညာပြောသေးတယ်တကယ်အဲ့ကောင်နေအုံနောက်နေတယ်တကယ်ဒီလားမဲတွလိုင်းတက်ဖွဲ့တွေကပဲအလုံးမရှိလှုပ်ရှားပြီးအောင်မဲဒီဥစ္စာမျိုးပေါ့နော်ယူနီဖောင်းကောက်ဝဲပေးပြီးတော့အဲ့လောက်ထိအားရမနေဘူးတောင်းလာကြပြောအဲ့တော့ဒီဖြစ်စင်မှာဆိုလဲဒါတကယ်ပြောရင်အခုလိုမျိုးဖိအားတက်မခံနိုင်လို့ဒါထွက်ပြေးလာတဲ့သူတွေကဒါအခုဆိုရင်ဒါသူတို့ကပထမဆုံးမဟုတ်ဘူးရှေ့မှာအဲ့လိုဖြစ်စင်နေအများကြီးရှိတယ်အဲ တခါလည်းဖြစ်သေးရဲ့ဒါမှတ်မိလားမသိဘူးဒါကျက်တင်နဲ့ပါဗောနော်ကျက်တင်နဲ့အင်ဂျင်နဲ့လာတာတီရှပ်နဲ့လာတာကျက်တင်နဲ့အင်ဂျင်ကောက်ဝဲပြီးတော့လာတာဆဝိန်းလေးနဲ့မှတ်မိလားမသိဘူးအလန်တိုင်းလေးထောင်ပြီးတော့ဗောနော်ဆဝိန်းလေးနဲ့ဒါလာတဲ့နှစ်ယောက်လည်းရှိတယ်ဗောနော်အဲ့လိုပုံစံမျိုးနဲ့ဝင်လာတဲ့တွေလည်းရှိတယ်ပြီးရင်ဒါကြောင့်ဒါကျက်တင်နဲ့ကတော်လိုင်းတပ်ဖွဲ့ဝင်တယောက်ပြောပြတဲ့ပုံစံရလည်းဒါရှိတယ်အဲ့ဒါပါလဲဆိုတော့ ဒီတပ်ဖွဲ့တွေဘက်ကပေါ့နော်အလင်းဝင်ဖို့လက်နက်ချဖို့ပူးပေါင်းဖို့ဒါမျိုးပုံစံမျိုးတွေနဲ့ drone တွေနဲ့ဆာရွက်တွေကျဲတာတွေအဆအရှိမှလုတ်ခဲ့ကြတာရှိတယ်။အဲကြအဲ့လိုမျိုးတွေလုတ်ခဲ့ပြီးရဲ့အချိန်မှာထူးခြားချက်တွေဖြစ်တယ်။အဲ့တညမှာじゃဘယ်လိုလဲဆိုတော့အဲ့လိုမိုးရွာကြီးတဲ့မှာပေါ့နော်မိုးမိုးတန်ကြီးနဲ့ပေါ့နော်တပ်ဖွဲ့တွေကလည်းတိတ်မကြားကြဘူးအဲ့လိုမျိုးအဲ့မှာအော်လာတဲ့တောက်လျှောက်တောက်လျှောက်အော်လာတာပေါ့နော်အဲ့အဲ့လိုလင်းဝင်ခြင်းလို့ပါဗျာအလင်းဝင်ခြင်းလို့ပါဗျာသူတို့အော်တဲ့ဟာတဲတဲကွက်ကွက်မကြားရအောင်ဗျာမိုးတွေရွာနေရောပေါ့နော်အဲ့မှာထူးခြားလို့ဘာလဲဆိုပြီးတော့ထွက်ကြည့်ရကြ ကိုယ့်ရဲ့အဝုံဝိုင်းတဲ့အထိကိုရောက်နေပြီပေါ့နော်ဒီကောင်နေလမ်းမကြီးရနေပြီညဘက်ကြီးပေါ့နော်မောင်မောင်မဲမဲနဲ့អော်ပြီးတော့တက်ချလာတာပေါ့နော်လင်းဝင်ញင်လို့ပါဗျလင်းဝင်ញင်လို့ပါဗျလမ်းမြောက်ပြီးတော့အဲ့လိုပုံစံမျိုးနဲ့ဝင်လာတာရှိတယ် ကဲအဲ့ကြတော့သူတို့ဘက်ကသာတကယ်ကို စိတ်တက်တွေတက်ကြွပြီးတော့တကယ်ကိုနိုင်နေပါတယ်တိုက်ရိုက်ခိုက်ရည်တွေတိုက်ဆွမ်းရည်တွေကောင်းနေပါတယ်အရန်ကိုဆက်ရထက်တန်နေပါတယ်နိုင်လို့စိတ်ပြင်းထန်နေပါတယ်ဆိုရင်အခုလိုမျိုးဝင်လာစရာအကြောင်းတော့မရှိဘူးပေါ့နော်ဒါအခုဆိုတပွဲပွဲနဲ့ဝင်လာတာဟိုနေ့ကကျွန်တော်သွားတွေ့တာကိုပဲဒါဒီကာလာတော့တွင်းမှာပေါ့နော်သူတို့ပြန်ပြီးတော့ထိုးလာတဲ့အတော်တွင်းမှာကိုပဲသူတို့ဘက်ကဝင်လာတဲ့ပတ်စာတွေမနေဘူးဖြစ်နေပြီပေါ့နော်အဲ့ပြီးရင်ဒါအခုဆိုရင်တန်သေးစစ်သားတွေလည်းပါလာတဲ့အနေထားအဲ့ကြတော့ရှစ်ဖြစ်စဉ်တွေတခြားလုံးလည်းအဲ့လိုမျိုးဖြစ်လာခဲ့တယ်ပေါ့နော် နောက်ဆိုရင်ဒါဗိုလ်ဘောပတ်စံတော်တော်ကုံမဲ့အပေါ့ပေါ့နော်အများကြီးတက်ပြီးတော့ဝင်လာရင်ဒုက္ခပဲအဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒီဥစ္စာကောင်းပါလေဒီရွေးချယ်မှုကသူတို့အတွက်ကောင်းတယ်စစ်ကောင်စီထဲမှာသာဆက်ပြီးတော့နေနေအောင်မယ်ဆိုရင်အနေစင်းရဲ့အစားစင်းရဲ့နောက်ဆိုအဲ့မှာကြည့်ကြလိုက်ဒီခုပြောင်းတော့တဲ့မှာအာဒီကောင်တွေဒုက္ခရောက်နေမှာတော်တော်ကိုခက်ခဲနေမှာတော်တော်ကိုပြင်းပန်းဆုပ်ပြတ်တက်နေမှာပေါ့နော်အခုကျတော့အဲ့လိုမျိုးလုံးဝစွန့်စားပြီးတော့လက်နက်ပါယူပြီးတော့ထွက်လာခဲ့လိုက်တယ်ပေါ့နော်လက်နက်ကလည်းယူလာတဲ့နေနောက်ဆုံးတော်လိုင်းတက်ဖွဲ့ရင်နဲ့မတွေ့ခင်ပေါ့နော်နောက်ကလိုက်ရှာတဲ့ခါကျကင်ထုတ်ပလိုက်အဲ့လိုမျိုးじゃん အဲ့လိုမျိုးကြရင်ဂိုင်ထုတ်ပလိုက်အဲ့လိုပုံစံမျိုးနဲ့ဝင်လာခဲ့တယ်ဆိုရင်ဒါကောင်းတယ်ပေါ့နော်အဲ့လိုစွန်စားခဲ့တာဖြစ်တဲ့အတွက်အခုတော့အသက်မသေးတော့သေချာတဲ့လုံးဝအသက်ရှင်တန်ခွင့်ရသွားပြီဗျာစစ်ကောင်စီဘက်မှနေရင်သေချာတဲ့တပ်ဖွဲ့တွေကလည်းဖြုတ်မှာပဲတွေ့တွေ့နေရတော့ဖြုတ်ကြမှာပဲအဲ့တော့ကြဘယ်နည်းတင်မလဲဆိုတော့မသေးချာဘူးစစ်ကောင်စီဘက်မှနေရင်သေဖို့ပုံများရတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးစွန်စားပြီးတော့ထွက်လာလိုက်တာကောင်းတယ်ပြီးတော့ဒါချင်းမြင့်ငွေပါရတယ်ဟာဒီကောင်လေးတကယ်မိုက်တယ်နော်တယောက်ကို30သိန်းရတယ်ဗောနော်စစ်ကောင်စီဘက်မှာတလောက်ဘလောက်ပေးမလဲ3သိန်းလား4သိန်းလား အဲ့လောက်ပဲပြီးမှလေတနစ်စာလောက်တစ်ခါတည်းတန်းရသွားတာဟာမိုက်တယ်ကျွန်တော်ပြောတာအမ်ဒီဘက်မှာသူကသူဒါကောင်းကောင်းမွန်မွန်လေးနဲ့နေထိုင်စားတောက်မယ်ဆိုရင်ဒီပစ္စက်ငါလဲသူတို့အတွက်အထောက်ပံ့တစ်ခုဖြစ်တယ်ဒါကသူတို့ကိုချီးမြှင့်တဲ့အနေနဲ့ပေးတာပေါ့နော်နှစ်လပါလိုင်း60ရမယ်ဗျာမိုက်တယ်နော်အဲ့လိုမျိုးပုံစံမျိုးအကုန်လုံးသာတည်ပြီးတော့လာခဲ့ဒါမျိုးဆိုရင်တော့ဒါလက်ခံတယ်ကြိုးစိုးတယ်ပေါ့နော်အဲ့တော့အခွင့်အရေးကိုမိမိရဆုပ်ကိုင်မှုလိုပါလေချိုးတွေကကြတော့ပြောကြတယ်ပေါ့နော်ဟာပတ်စာဖြစ်သွားပြီအထက်ရောက်သွားပြီဆိုတဲ့ခါမှာအခွင့်အရေးနဲတာတော့မှန်တယ်ဗျာ ဒါပေမဲ့လည်းအဲ့နဲပါတယ်ဆိုပြီးတော့ဒါကြိတ်မိတ်ပြီးတော့ပဲအဲ့တိုင်းပဲနေနေမယ်အဲ့ဘွားကြီးမှာပဲနစ်မွန်းနေမယ်ဆိုရင်ဒီနေ့နေ့တစ်ချိန်ချိန်မှာကိုယ့်အိမ်ကိုပြန်နိုင်ဖို့ဆိုတာမသေးကြဘူးကိုယ့်ကိုမျှော်နေတဲ့မိဘတွေရှိတယ်ဆိုတဲ့ဟာကိုကသတိရပါဘောနော်အဲ့တော့ပါစတွေအနေနဲ့အမြင်မှန်ရပါပါစတွေအနေနဲ့အမြန်ဆုံးအခွင့်ရင်းရှာပြီးတော့အခွင့်လန်းရှာပြီးတော့ရုံထွက်ပါလွယ်ကူပါတော့မဟုတ်ဘူးဒါတေးကြတယ်ဘာလို့လဲဆိုတော့စစ်ကောင်စီကအခုဆိုရင်ပါစကိုမယုံဘူးလက်နက်ပေးမထားဘူးပြန်ပါစ3ယောက်ကိုအနောက်ကသူတို့တန်နေစစ်သား1ယောက်နဲ့ဒါ စောင့်ကြည့်ခိုင်းတာတွေကြက်မှတ်ခိုင်းတာတွေကိုယ်ကဲခိုင်းတာတွေဒါမျိုးပုံစံမျိုးတွေကအစလုတ်တယ်အဲသူတို့ကိုလုံးဝအောက်ခြေသိမ်းအလုပ်တွေပဲခိုင်းတယ်အဲသူတို့ကိုထိကြိုက်စေမဲ့ဟာအထက်ကိုထိကြိုက်စေမဲ့ဟာမျိုးဆိုရင်မခိုင်းဘူးပေါ့နော်အဲကင်းစောင့်တာတော့မှနှစ်ဆင့်စောင့်တဲ့ပုံစံမျိုးတွေလုတ်ခိုင်းနေဆိုပြီးတော့ဒါမျိုးတွေလည်းသိရတော့လွယ်ကူမှာတော့မဟုတ်ဘူးဒါပေမဲ့မလွယ်ကူဘူးဆိုပြီးတော့အဲ့ထဲမှာပဲနှင်မွန်းနေမယ်ဆိုရင်လေတနေ့တစ်ချိန်ချိန်မှာတည်သွားနိုင်တယ်ပေါ့အဲ့တော့ ကိုယ့်ရဲ့မိသားစုမျက်နှာတွေကိုပြင်မြင်အောင်ပါပြန်ကြည့်ပါပေါ့နော်။ငါတို့ထွက်မြေးတိုင်းတို့လွတ်မြောက်သွားပြီဆိုတဲ့ခါကျရင်ငါတို့တော်လိုင်းတပ်ဖွဲ့တွေလက်ထဲကိုရောက်သွားပြီဆိုတဲ့ခါကျရင်အနည်းဆုံးတော့ငါတို့အသက်ရှင်သန်ခွင့်ရတယ်။အသက်ရှင်သန်ခွင့်ရပြီဆိုမှတော့နောက်ထပ်ကိစ္စတွေကမျှော်လင့်လို့ရတဲ့အရာတွေဖြစ်တယ်ပေါ့နော်။အဲ့တော့အဲ့လိုအခွင့်အရေးကိုမိမိရာစုပ်ကိုင်ပါ။အော်စရာရှိရာအော်ပြဲအဲ့လိုမျိုးကြတယ်။ကဲကြပါအောင်လာကြပါအောင်အလင်းဝင်ရှင်လို့ပါဗာညာတဲ့တခါတဲ့အကုန်သာအော်ပြဲပေါ့နော်။တပ်ဖွဲ့တွေကြားအောင်သာအော်ပေါ့နော်။ဒါပေမဲ့ မျက်ဖွဲ့တွေကိုအန်ဒီယန်ပြုတ်တဲ့ပုံစံမျိုးနဲ့တော့မလာနဲ့ပေါ့နော်အဓိကတနက်ကိုအနောက်မှာလွှဲလာခဲ့လက်မြောက်လာခဲ့အလင်းဝင်ကျင်တဲ့အဖြူပါညာအမှတ်သားပါတယ်ဆိုပိုကောင်းတာပေါ့နော်အဲဒါကြတော့ဒါပါဇက်ကနေပြပြတက်တာလဲအုံးပေါ့နော်အဲ့လိုမျိုးပုံစံမျိုးနဲ့ဆိုရင်တပ်ဖွဲ့တွေကလုံးဝအန်ဒီယန်မပေးဘူးဒါသိကြတယ်တကယ်အာမခံတယ်အဲ့ဒါပေါ့နော်အခုကြည့်ဒါအရှိမအသက်ရှင်တဲ့ကွင်းရတဲ့လူတွေအများကြီးရှိတယ်အဲ့တော့အဲ့လိုပုံစံမျိုးလာခဲ့ပါပေါ့နော်ဒါပါစရီနဲ့နီးစက်တဲ့သူတွေဆိုရင်လည်းအဲ့လိုမျိုးဟာတွေအကြံဉာဏ်ပေးကြပါနောက်တဲ့တိုက်ပွဲတစ်ခုပြောပြမယ်အဲ့ဒါကြတော့ ဒါအညာဘက်မှာပေါ့နော်တရင်ကောင်းတွေကဇက်တိုက်ဆိုသလိုကြားနေရတယ်ဒီပြည်သူကြားကပြည်သူပေါ့နော်ဒီတပ်ဖွဲ့တွေဆိုတာကပြည်သူကြားပြည်သူပဲအဲ့တော့တပ်ဖွဲ့တွေကအခုပြည်သူစစ်မဟာဗျူဟာပေါ့နော်စစ်ကောင်စီရတဲ့တရားနဲ့ပတ်သက်လို့တုံးတယ်ရည်ညွှန်းထားရတယ်ပေါ့နော်ဒီပြည်သူစစ်မဟာဗျူဟာဆိုတဲ့ပုံစံမျိုးသူတို့အဲရည်ရွယ်ပြီးတော့လှုပ်ဆောင်နေတာရှိတယ်ဒါပေမဲ့မတူပြည်သူလူတို့ထောက်ခံမှုမတူတဲ့ခါကျတော့တကယ်ပြည်သူစစ်မဟာဗျူဟာကိုအခြေခံပြီးတော့ ီပျောက် जा စနစ်တွေပျောက် जा နီးပြူဟာတွေကိုလုံးဝမှန်မှန်ကန်ကန်နဲ့ပေါ့နော်တကယ်ကိုထိထိရောက်ဖြစ်အောင်တုံးချနိုင်နေတာကဒေါ်လာရင်းတက်ဖွဲ့တွေဖြစ်တယ်အဲ့လိုမျိုးတက်ဖွဲ့တွေဖြစ်နေတဲ့အတွက်ပေါ့နော်စစ်ကောင်စီဘက်ကတော်တော်လေးအထိနာနေတယ်ပြည်သူကဒေါ်လာရင်းတက်ဖွဲ့တွေကဒါတစ်ဖက်ထဲမှာပေါင်းစည်းနေတာဖြစ်တဲ့အတွက်စစ်ကောင်စီကတော်တော်လေးခံစားနေရတဲ့အနေထားအဲ့တော့ကျတော့ဒါနီးပြူဟာကြကြတကယ်တိုက်ခိုက်နိုင်တဲ့တက်ဖွဲ့တွေကိုလည်းတွေးနေရတယ်ပေါ့နော်အဲ့တော့ ဝက်လက်မြွနယ်ကဒါရွာစဉ်လှည့်ပြီးတော့ပြည်သူပိုင်ပစ္စည်းတွေခိုးတယ်ပြည်သူရဲ့နေအိမ်တွေမိရှို့တယ်ပြည်သူတွေကိုတတ်ဖြတ်တယ်ဒါမျိုးလုပ်ခဲ့တဲ့စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကဒါကြားဖြတ်ပြီးတော့တိုက်ခိုက်နိုင်ခဲ့တဲ့အတွက်ဒါ16လောင်းအဲ့ကိစ္စပြီးတဲ့အချိန်မှာဗောနော်အဲ့လိုဖြိုဖျက်ဖြစ်အောင်တိုက်ခိုက်နိုင်ခဲ့ပြီးတဲ့အချိန်မှာမန္တလေးတောင်သာဘက်ကသတင်းတွေကိုလည်းဒါကျွန်တော်တို့ဖော်ပြမှာဖြစ်တယ်ဗောနော်အဲ့တော့တောင်သာမြို့နယ်ဒါတမိုက်သာရွာမှာအထိုင်ချတက်ဆွဲထားတဲ့စစ်ကောင်စီနဲ့ပြူစောတိရဲ့စကန်းအဲ့စကန်းကိုဝင်ကျုံတာတော်လိုင်းတပ်ဖွဲ့တွေဝင်တိုက်တာဗောနော်အဲ့ဒီမှာစစ်ကောင်စီဘက်ကမျက်မြင်ကြည့်ပဲ 9ယောက်ဂန့်တယ်ဗောနော9ယောက်အတက်မရှိဘူးဒဏ်ရာရတဲ့ကောင်တွေက10ကောင်လောက်ရှိတယ်ဆိုပြီးတော့သိရတယ်ဗောနော်အဲ့ဒါကိုဒါမြင်းကြံခရိုင်တရင်3တောင်သာကနေပြီးပြောထားရှိတယ်အဲနိုဝင်ဘာ10ရက်နေ့မှာမြင်းကြံပကံညောင်ဦးကားလမ်းပိုင်းကတမိုက်တာကြေးရွာစစ်ကောင်စီကိုဗောနော်တမိုက်တာကြေးရွာမှာရှိတဲ့စစ်ကောင်စီကိုဒေါ်လိုင်းတက်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာအဲ့ဒီရွာကဒီအုတ်ချိုရည်မှုဗောနော်အဲ့အုတ်ချွေရည်မှုရဲ့အိမ်က၃တက်တိုက်ဟမ်အုတ်ချွေမှုရဲ့အိမ်က၃တက်တိုက်နော်၃တက်တိုက်ဖြစ်သွားပြီအဲ့၃တက်တိုက်မှာဒါ တုံးတဲ့အတိုင်းဘယ်တော့မှစားပြစ်တယ်လည်းမသိဘူးပေါ့နော်ကိုကျိုးရှာလာနေမှာပေါ့အဲ့တော့အဲတုံးတဲ့အတိုင်းမှာပေါ့နော်စစ်ကောင်စီတက်ကဒီခမရ15ခမရ15တက်ကကောင်တွေကအဲအဲ့မှာတက်ဆွဲထားတယ်ပေါ့နော်အဲ့ကောင်တွေနဲ့အတူတူဒါမြင်းညံမျိုးကပြူစောတိအင်အား60လောက်ကပေါင်းပြီးတော့အဲ့တုံးတဲ့တိုက်ဒါအုတ်ချွေးမှုရဲ့အိမ်မှာတက်ဆွဲထားတယ်ပေါ့နော်ပြီးတော့အဲ့အနေထားနဲ့ပတ်သက်ပြီးတော့ဒါတပ်ဖွဲ့ဝင်ကပြောလာတာကဒီတိုက်မှာပေါ့နော်အဲ့ဒီတိုက်မှာဒါဘန်ဂါတွေဘာတွေကစအကုန်ရှိတယ်ဟာ အဲ့ဒါကိုဒါကျွန်တော်တို့က RPG နဲ့ပြစ်ဖို့ပြစ်ကွင်းကမရှင်းဘူးတဲ့အဲ့ဒါနဲ့လက်ပြပုံနဲ့ပဲပြစ်ခဲ့ရတယ်တဲ့တိမ့်တော့မသိမ့်နိုင်ခဲ့ဘူးဒါပေမဲ့အကုတ်ရခဲ့တယ်ဗောနော်အဲတယင်းတုံးကဒါတာဝန်ရှိတဲ့သူကပြောခဲ့တာဖြစ်တယ်အဲ့တော့ကြောင့်အဲဘန်ဂါတွေကစအသေးချာကိုခိုင်မာပြင်ဆင်ထားတဲ့ပုံစံမျိုးဒီနေရာကိုသူတို့ကခံစစ်ပုံစံမျိုးတော့ပြင်ထားတဲ့ပုံစံမျိုးအဲ့ဒါကလည်းတေးကြတယ်လို့မှာစစ်ကောင်စီခန့်မာတယ်ဆိုတော့ဒီအုတ်ကြီးတွေရွက်ွက်လူကြီးတွေအဲပြင်ပြူစောတိကောင်းဆောင်တွေ ူတို့တွေကအစပေါ့နော်သူတို့တွေရဲ့လုံခြုံရေးကိုသူတို့တော်တော်လေးကြောက်ကြောက်တာဖြစ်တဲ့အတွက်ဒါတီလာယူမှုလို့ပါလို့ဆိုကြည့်ပါလားဟိုဘက်ထိတ်ဒီဘက်ထိတ်လမ်းပိတ်ထားရတာနဲ့သူတို့အိမ်မှာဘန်ကာတွေဆောက်ထားရတာနဲ့အမြောက်ဂရုတ်ချင်းတွေဆောက်ထားရတာနဲ့မြေရောက်အချုပ်ခန်းတွေလှုပ်ထားရတာနဲ့အဲ့လိုပုံစံမျိုးတွေကစလှုပ်ထားခဲ့ကြတာရှိတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီဘက်ကစစ်ကောင်စီအလို့ကြလိုက်လုပေးနေတဲ့သူတွေကလည်းသူတို့ကိုတော်လိုင်းတက်ဖွဲ့တွေအန္တရာယ်ပေးမှကြောက်တဲ့အတွက်အဲ့လိုတော့ပြင်ဆင်ထားတယ်အဲ့တော့သူတို့တွေကလည်းအလူတူလိုပါပဲအဲ့လိုမျိုးအလူတူလိုပါရဲ့အိမ်ပါဗောနော်မဲတုံးတက်တက်အိမ်ပါစစ်ကောင်စီနဲ့ပြူနေကသွားပြီးတော့ပျော်မြူးနေကြတဲ့အချိန် တိုက်ပွဲဖြစ်တာပေါ့နော်တပ်ဖွဲ့တွေကသွားကြိတ်တာပေါ့နော်အဲ့တော့တိုက်ပွဲအတွင်းမှာစစ်ကောင်စီ9ဦးမျက်မြင်သိဆုံးတယ်မြင်းညံဆေးရုံကြီးကိုဒါ9ဦးအဲ့ဥစ္စာကျတော့တော်တော်လေးအခြေအနေဆိုးလို့အဲ့9ဦးကမြင်းညံဆေးရုံပို့တာပေါ့နော်ပြီးရင်ကြာဖို့ကြေးရွာကို3ဦးဒဏ်ရာရတဲ့3ဦးထပ်ပို့တယ်ဆိုအားလုံးပေါင်း6ယောက်ကဒဏ်ရာရအဲ့ဒါကိုလေဒါတိုက်ပွဲကြာချိန်ကတော့တနအီပဲကြာတယ်တဲ့အခြေအနေဆိုးတဲ့9កောင်ကတော့မြင်းညံဆေးရုံကိုပို့တယ်ကြာရတယ်တဲ့မဆိုးရင်ရတဲ့3ယောက်ကိုတော့ကြာဖို့ဆေးရုံကိုပို့ပါတယ်တဲ့ ရှိရောက်တန်ရရတယ်ပေါ့နော်အဲ့တော့တိုက်ပွဲဖြစ်ပြီးကျွန်တော်တို့ဆုတ်ခွာသွားတော့မှာပဲဒါကြာပုတ်ဆေးုံကိုတနက်တွေပြစ်ဖောက်ပြီးတော့ဒါလူနာပို့တယ်ဆိုပြီးတော့ဒါအဲ့ကဒါဘုံမူတူးကပြောတယ်ပေါ့နော်ဟာနာမည်ချစ်စရာလေးနော်ဘုံမူတူးဘုံမူတူးကပြောတယ်ပေါ့နော်အဲ့တော့ခွာစစ်စင်တဲ့အချိန်စစ်ကောင်စီစစ်သားတွေတည်နေတာကိုမျက်မြင်တွေ့ရှိခဲ့ရပေမဲ့မြေပြင်အနေထားရလက်နက်ကောက်ယူနိုင်ခြင်းမရှိခဲ့ပါဘူးလို့သိရတယ်ပေါ့နော်ဒါကလည်းအချိန်ကြီးအကြောင်းမျိုးကြောင့်မလို့ဒီလိုမျိုးဒါမရခဲ့တာပေါ့နော် တော်များများကတော့အဲ့လိုမျိုးလဲရကျင်တာပေါ့ဒါစစ်ကောင်စီတေဖို့ကတော့ပထမပေါ့နော်အဲပြီးရင်ဒါတပ်ဖွဲ့တွေအတွက်အထောက်အကူဖြစ်မဲ့ပစ္စည်းပစ္စည်းတွေလက်နက်ခဲယမ်းတွေကတော့လိုချင်တာပေါ့ဒါမှမဟုတ်လည်းခုနကလိုအခိုင်အမာပုံစံကြီးလှုပ်ထားတယ်မြေပြင်အခြေအနေအနေထားတွေကအမြဲတမ်းပြောင်းလဲမှုရှိနိုင်တယ်ကိုကြီးမန်းထားသလောက်မဖြစ်လာတဲ့အနေထားမျိုးတွေဆိုရင်ကိုကအခွင့်မတအောင်ဆိုရင်ပြန်ပြီးတော့ဘာမှမရပြန်ဆုတ်ခဲ့ရတာကြီးလည်းရှိကောင်းရှိမယ်ပေါ့နော်အဲ့ဒီမှာစိတ်ချမ်းသာစရာကောင်းတာကတလိုင်းတပ်ဖွဲ့ဝင်တွေတယောက်မှထိခိုက်တံရရရှိခြင်းမရှိဘူးအနေကင်းစွာနဲ့ ြန်ပြီးတော့ဆုတ်ခွာနိုင်ခဲ့တယ်ဒါကတော့မိုက်တယ်ဒါကတော့ဒါကျွန်တော်တို့အားလုံးမျှော်လင့်နေပါရှစ်ခွေးဘက်ကကောင်းတယ်ဘလောက်ပဲကန့်ကန့်ပြဘလောက်ပဲအသက်ရှူရှူပြဒါတော်လိုင်းတက်ဖွဲ့တွေတယောက်မှမထိကြိုက်ဘူးဆိုရင်ကျွန်တော်ကပျော်တာပဲပေါ့နော်လက်နက်ခရင်ဒီလိုပဲလက်နက်ခရင်ချင်းနေပေးရင်တော့ရမှာပေါ့လေနော်အားလုံးကတော့ဒီအတွက်ကြိုးစားကြတာပဲဘာဖြစ်ဖြစ်အနေကင်းခဲ့တဲ့အတွက်ဒါကျေးဇူးတင်ရတယ်အဲ့မှာတက်ဖွဲ့တွေကကျုံးလာကျုံးလာကျုံးလာကျုံးတဲ့အချိန်မှာပေါ့နော်သူတို့អော်တဲ့ဟာတွေဆိုလဲအားရဘလို့တော့អော်ပြီးပြတယ်ယော့အဲ့မှာမင်းပေါ်လာငန်လာမြည်ကြည့် ကန်းနဲ့ပြစ်ပြီးတော့ပါနော်ရော့အိုင်ပါမင်းပေါ်လာမြန်ငန်လာမြေကြီးအပြစ်ဆဲတာလဲမိုးမွန်နေတာပဲပေါ့နော်စစ်ကောင်စီဘက်ကကောင်းနေဘူးပေါ့နော်တော်လိုင်းတပ်ဖွဲ့တွေကလက်နဲ့လဲကန်းနဲ့လဲတိုက်တယ်ဗဇက်နဲ့လဲတိုက်တယ်အဲ့လိုတိုက်နေတာပေါ့နော်ပြီးရင်တပ်ဖွဲ့တွေမှာကလုံးဝစိုးရိမ်ခြင်းထိတ်လန့်ခြင်းကြောက်ရွံ့ခြင်းဆိုတဲ့အမှုရာတွေအရေးအငွေတွေတခုမှမတွေ့ရအောင်အားလုံးကတက်ကြွပြီးတော့ဒီတိုက်ပွဲတစ်ခုကိုဖော်ဆောင်နိုင်ဖို့အတွက်ဘလောက်တောင်မှစိတ်အားထက်သန်ပြင်းပြနေတယ်လဲဆိုတဲ့ဟာတွေကိုမြင်ရတယ် ဟိုဘက်ကကောင်နေအဲ့လိုအတန်နေကြရင်တော်တော်ကိုကြောက်လန့်နေမှာဟိုဘက်ကကောင်နေတကယ်တွေးမိတယ်အဲ့လိုမျိုးပေါ့နော်တိုက်ပွဲတစ်ခုမှာစစ်ကောင်စီဘက်ကဘလောက်တောင်မှကြောက်လန့်နေအဲ့ဘက်ကအများဂိုးပရိုတွေပါပါရိုက်ပြပြီးရောနော်နည်းနည်းလေးတင်ပေးစမ်းပါသူတို့ကြောက်နေတဲ့ဟာတွေပါတီးအောင်ပေါ့နော်မင်းတို့ကောင်နေရှိတယ်ဆိုလဲတင်ပေးပါနော်တခါလာလဲဒီ drone နဲ့ချနိုင်တဲ့ဟာတခါလာလဲဒီတိုက်ပွဲတွင်းရဟာတွေဆိုရင်မတက်လာအောင်အဲ့တော့ဒါတမိုက်သာကြေးရွာကဒါပြူစောတိအားကောင်းတဲ့ရွာဖြစ်ပြီးတော့အရင်ကလည်းဒါတော်လိုင်းတက်ဖွဲ့တွေကတင်းခဲ့ဘူးလားရှိတယ်2025 April လောက်မှာပဲ ဒါစစ်တပ်ကအင်အားဖြည့်ပြီးတော့ဒီနေရာကိုအထိုင်ကျတက်ဆွဲလိုက်တာဆိုပြီးတော့လည်းသိရတယ်ဗောနော်အဲ့တော့ဒီဖြစ်စဉ်ကဒါအညာမှာတော်လိုင်းအရှိန်ကျမသွားဘူးဆိုတဲ့ဟာကိုထပ်ပြီးတော့မိမောင်းထိုးပြလိုက်တယ်နောက်ထပ်ဖြစ်စဉ်တစ်ခုဖြစ်တယ်နောက်ထပ်အောင်ပွဲတစ်ခုဖြစ်တယ်ဗောနော်နောက်ထပ်ဘာထပ်ပြီးတော့ဒါကျွန်တော်သတိထားမိသေးလဲဆိုတော့ဒါအရင်ကဒီနေရာကဒါကြံ့ဖို့ဘိုးကော်မတီဝင်ဦးအောင်တောင်းရဲ့နေဗောနော်အဲ့ဒီနေဖြစ်တဲ့အတွက်ဒါရွေးကောက်ပွဲနီးလာတာနဲ့အမျှတော်လိုင်းတက်ဖွဲ့တွေကထပ်ပြီးတော့တိုက်ခွက်တွေခက်စိတ်စိတ်ပေါ်လာအောင်မယ်လို့လည်းဒါယူဆမိတယ်ဗောနော်အဲ့တော့ ဒီဖြစ်စဉ်ကလည်းတကယ်အားရစရာကောင်းတဲ့ဖြစ်စဉ်တစ်ခုဖြစ်တယ်အဲ့တော့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ကျွန်တော်မှတ်ချက်လေးပေးချင်တာအဲ့လိုပေါ့ပထမတစ်ခုကတော့ခုနအုတ်ကြီးဆိုတဲ့သူတွေပေါ့နော်အုတ်ကြီးဆိုတဲ့သူတွေကတော်တော်လေးရုံမှရက်ဆက်တဲ့ဟာတွေရှိတယ်ပေါ့နော်ကျွန်တော်နောက်ဗီဒီယိုတစ်ခုမှာအဲ့လိုမျိုးနဲ့ပတ်သက်တဲ့ဖြစ်စဉ်ပေါ့နော်တကယ်တကယ်အမှန်ကန်သတင်းတွေနဲ့ပတ်သက်တဲ့ဟာမျိုးကိုကျွန်တော်စုံစမ်းသိရှိရတဲ့ဟာလေးတွေနဲ့ကျွန်တော်ရှင်းပြီးတော့ပြောပြမှာပေါ့နော်စစ်ကောင်စီခန့်အပ်တဲ့စစ်ကောင်စီဘက်ကိုလိုက်ပြီးတော့ပေါ့နော် ဘုံမတဲ့အုပ်ကြီးတွေရဲ့လောက်ရက်တွေကိုကျွန်တော်ပြောပြမယ်ကျွန်တော်လူငယ်တွေဘလောက်ထိဒုက္ခရောက်ခဲ့တယ်လဲစစ်ပေးရှောင်တဲ့ပြည်သူတွေဘလောက်ထိဒုက္ခရောက်ခဲ့တယ်လဲဆိုတော့အဲ့ဒါတော့နောက်ပြီးတော့မှဆုံမယ်ပေါ့နော်အရင်ကြာသွားမှာဆိုလို့အဲ့ကြတော့ဒီအခုအုပ်ကြီးဆိုလဲအဲ့လိုပဲမဲသူ့အိမ်မှာကိုပဲသူကခံစစ်ပြင်ပြီးတော့ဘန်ကားတွေပါဒါလုံးဝအတီကျလှုပ်လှုပ်ပြီးတော့မှဒါစစ်ခွေးတွေပြူတွေကဆိုတာသူ့စီမှာစတဲ့ချတဲ့ပုံစံမျိုးဒါသူကလက်ခံထားတာပေါ့နော်အဲ့တော့ကြတော့ဒီအုပ်ကြီးတွေရဲ့ပါဝင်မှုတွေကလည်းနောက်ပိုင်းကျွန်တော်စဉ်းစားရမယ့်ဟာတွေဖြစ်တယ် ပြည်သူကိုတော်တော်လေးကိုရဲရဲဆက်ဆက်ပေါ့နော်ဒါအနိုင်ကျင့်နေတာတွေဖိနှိပ်နေတာတွေငွေညစ်နေတာတွေဒါမျိုးပုံစံတွေလည်းကျွန်တော်အများကြီးကြားရတယ်ပေါ့နော်ပြီးရင်လူငယ်တွေကိုဒါပေါ်တာဆွဲတာတွေပေါ့နော်ဒါမဲနိုင်တယ်သူတို့ရဲ့သားသမီးတွေကြတော့မဲထိုင်းအောင်အောက်လန်းကနေပို့တဲ့အုတ်ကြီးနဲ့အမဲအဲ့လိုမျိုးပေါ့နော်လွတ်တော်အမတ်ဝင်ပြိုင်မဲ့အုတ်ကြီးနဲ့အဲသူသားတွေအားစပေါ့နော်အဲကြသူသားတွေအားစမှုမထမ်းရဘူးဒါဒါလွတ်တော်မှာဝင်ပြိုင်မှာပေါ့နော်အဲဒါကိုယ်စားလှယ်ရွေးခံမှာဆိုတဲ့ပုံစံမျိုးတွေကြားရတာတွေလည်းအများကြီးရှိတော့ဒီလူတွေကိုလည်းဒါထည့်သွင်းပြီးတော့ voucher ဆော့ရမယ်တိုင်းမှာပါမှာပေါ့လေနော်နောက်တစ်ခုကတော့ဒါတပ်ဖွဲ့တွေက စစ်ကောင်စီဘက်ကစစ်ကြောင်းထိုးလာလို့တိုက်တာမဟုတ်ဘူးဒီခုတိုက်ပွဲစစ်ကောင်စီစကန်းချထားပါတယ်ဆိုတဲ့နေရာကိုသွားတိုက်တာအင်အားနဲ့ကြည့်လိုက်အောင်ဒါကခုနပြူကြီးဘက်ကို60စစ်ကောင်စီရောပါရင်မနေဘူးအဲ့လိုမျိုးပုံစံမျိုးပေါ့နော်ပြီးတော့အိုင်နာမှာဒီစစ်ကောင်စီကိုထောက်ခံတဲ့သူပြီးရင်အုတ်ကြီးကိုထောက်ခံတဲ့သူပြူစောတိကိုထောက်ခံတဲ့သူဒီလိုပုံစံမျိုးပေါ့နော်သူတို့ရဲ့နေပဲသူတို့ရဲ့အဝန်ဝိုင်းသူတို့လလန်းမိတဲ့နေရာမျိုးအဲ့နေရာထိကိုဒလိုင်းတက်ဖွဲ့တွေကသွားပြီးတော့ကျုံတာအဲ့ဒါကျတော့လာလို့ဖြစ်တာမဟုတ်ဘူးမလာလို့တော့ကျုံတာပေါ့နော် ဒါကလည်းအားရစရာကောင်းတယ်ဒါဖြစ်စဉ်တစ်ခုပေါ့နော်ဒါတွေးမိတဲ့ချက်တစ်ခုဖြစ်တယ်ဘလိုပဲဖြစ်ဖြစ်ဒါအညာမှာဒါတော်လိုင်းတက်ဖွဲ့တွေကပေါ့နော်လုံးဝဒီစစ်ရေးအချိန်မကျသွားဘူးအဖွဲ့တိုင်းလူလူကအကုန်လုံးကတိုက်ပွဲပေါ်ဆောင်မှုအတွက်ပဲအမြဲတမ်းစူးစမ်းနေသလိုလာအခွင့်အရေးရရင်ရတယ်လို့ပေါ့နော်ပြည်သူတွေဝမ်းသာအားရဖြစ်စေမဲ့ပြည်သူတွေအတွက်အောင်ပွဲတွေကိုဆက်လက်ပြီးတော့ ယူဆောင်ပေးနေတယ်ဆိုတဲ့ဟာကလည်းတကယ်ကိုဝမ်းသာစရာအားရစရာအချက်တခုဖြစ်တယ်ပေါ့နော်နောက်ထပ်သတင်းကောင်းတစ်ခုလည်းရှိတယ်အဲ့ဒါကစစ်ကောင်စီနဲ့အပြစ်ရမယ်ဆိုပြီးတော့သတင်းထွက်နေပြီမဲ့ဒါ KYA နဲ့စစ်ကောင်စီကပေါ့နော်ဒါဗမော်လိုနေရာမျိုးမှာတိုက်ပွဲတွေပိုပြီးတော့ပြင်းထန်နေတယ်ဆိုတဲ့သတင်းပေါ့နော်အဲ့တော့ကချင်ပြည်နယ်ဗမော်မျိုးကဒါတည့်ရတိုင်းပဲ KYA KPD ရဲ့ဒါအခြားတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေပေါ့နော်အာကျွန်တော်ပြောမယ်ဆိုရင်အကုန်လုံးထည့်ပြောဖို့အတွက်အကြံခဲ့တာကြီးလက်ရှိကောင်းရှိမှာပေါ့အဲ့မှာအများကြီးပဲတက်ဖွဲ့တွေကကော်ရခါတက်ဖွဲ့တွေကပြီးရင်အာရခါတက်တော် AA ကတက်ဖွဲ့တွေကအဲ့လိုပေါ့နော်အညာက PDF တွေက KPDF တွေက အဲပြီးရင်ဒါ KIA တက်ဖွဲ့တွေရောဗောနော်အဲ့လိုမျိုးပုံစံမျိုးနဲ့ဒါပူပေါင်းတက်ဖွဲ့ကြီးနဲ့စစ်ကောင်စီနဲ့တိုက်ပွဲတွေဖြစ်ခဲ့တာဆိုရင်အခုဆိုရင်17လကြာကာလအထိရောက်လာခဲ့ပြီဗောနော်အဲ့တော့စစ်ကူနဲ့ခဲယမ်းရိတ်ခါတွေပို့တဲ့သင်းမောတွေရောက်လာပြီးနောက်ပိုင်းမှာစစ်ကောင်စီကအရေးတာတို့ပြန်ဖြစ်သွားတယ်ဒရုန်းတွေရောသူတို့ပစ္စည်းချတာဆိုရင်ကျွန်တော်ရက်ပိုင်းလောက်တောင်ကြာတယ်အဲ့ပစ္စည်းတွေอ่ะဗောနော် သင်္ဘောပေါ်နေအတင်အဒီပစ္စည်းတွေချတာကိုပဲအဲ့လောက်ထိကိုကြာအဲ့တော့ဘလောက်တောင်မှများတယ်မပြောတတ်ဘူးပေါ့နော်အဲ့တော့အဲ့လိုပုံစံမျိုးနဲ့သူတို့တွေစစ်ကူစစ်အင်အားဒါခေရန်လက်နက် ပြီးရင်ရိတ်ခါဒါမျိုးတွေဖြစ်တင်းပြီးရဲ့နောက်ပိုင်းမှာစစ်ကောင်စီဘက်ကအရေးတားလိုပုံစံမျိုးတော့ဖြစ်ခဲ့တာရှိတယ်ပေါ့နော်ချိုးနေရတယ်ဒါ KNY ဖွဲ့တွေကပြန်ပြီးတော့လက်လွတ်ပေးကြရတယ်ရှိတယ်ဒါပေမဲ့လည်းအလုံးစုံပြန်ထိန်းချုပ်နိုင်တယ်ဆိုတဲ့ပုံစံမျိုးတော့မဟုတ်ဘူးစစ်ကောင်စီဘက်ကအဲသူ့ဘက်သူဘလောက်ပဲသတင်းတွေထုတ်ပြန်ပါစေဝါဒဖြန့်ပါစေပေါ့နော်ဒါပေမဲ့မြေပြင်မှာ လုံးဝဒါတော်လိုင်းတက်ဖွဲ့တွေရှင်းလင်းသွားတဲ့စင့်ထိဒါစစ်ကောင်စီကလုံနိုင်ခဲ့တာတော့မဟုတ်ဘူးဒီကြားထဲမှာကိုပဲဒါ KAI နဲ့ PDF တက်တွေကဒါစစ်ကောင်စီရဲ့ကာကင်းအချို့ကိုပြန်ပြီးတော့တင်လိုက်တာတွေရှိတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့တော့လက်တလောအထိကိုပဲဒါနှစ်ဖက်ကစီရီးတွေပြန်ပြီးတော့ဒါတိုက်ွက်တွေပေါ်ဆောင်နေတာတွေစစ်စင်ရေးဒါစစ်ကြောင်းထိုးတာမျိုးတွေတိုက်ပွဲတွေဖြစ်တာမျိုးတွေပေါ်ဆောင်တာမျိုးတွေရှိတယ်ဆိုပြီးတော့လည်း KAI ပြန်ကြားရေးဌာနကဒါပြောထားတာရှိတယ်ဘုံဘုံမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတာကိုအသိပေးထားပြီးတော့ဗမော်တပ်ကူတို့ကြောင်းဝင်း တာမိုင်းလုံဘက်တွေမှာစစ်ကောင်စီဘက်ကစစ်အင်အားဖြစ်တင်တာတွေအဲလက်နက်ကြီးပစ်ခတ်တာတွေလုပ်တယ်ဆိုပြီးတော့လည်းသိရတယ်ပြီးတော့ဒါမြေပြင်ကတပ်ဖွဲ့တွေကလည်းသတင်းစကားပါတယ်ဗောနော်သတင်းစကားမေးတာရှိတယ်ရှစ်ရှစ်တက်မှမူအဆင်ပြေရဲ့လားဗောနော်လာပစ်လိုက်ပြီးအထိနိုင်ပြန်ပြေးလိုက်လုံနေတယ်ရှစ်ရှစ်တက်မှမူရဲ့အဖွဲ့တွေဗောနော်အဲသူရောအဆင်ပြေရဲ့လားရှစ်ရှစ်တက်မှမူကအထက်ကဘလောက်တောင်ထောင်းနေပြီလဲဆိုတော့ပုံစံမျိုးနဲ့လာပြီးတော့ခနဲ့ဆိုတော့လေမေးထားလေးလည်းရှိတယ်ဗောနော်အဲ့တော့တိတယ်ဆိုလည်းဖြေပြေးလိုက်ကြအောင်ဘလောက်တောင်မှပွေပြတ်နေပြီလဲဆိုတော့ဟာဗောနော်အဲ့တော့ဒါပြင်ဒါခါလိုက်ရ50ခွန်တက်ရင် ပြီးရင်ဗမော်နဲ့မုံမောက်ကြားမှာလည်းစစ်ကောင်စီဘက်ကထိုးစစ်ဆင်လာလို့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာရှိတယ်ဒါ၃မိုင်တို့ပါလို့အဲ့ဘက်ချမ်းတွေမှာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဥစားကလည်းဒါ KYN သတင်းပြန်ကြားရေးဌာနကနေပြောဖော်ပြထားရှိတယ်ကချင်စစ်ရေးသတင်းအင်းမြင့်ချိုးကလည်းနိုဝင်ဘာပထမအပတ်မှာဗမော်တိုက်ပွဲတွေတွင်းမှာပေါ့နော်ဒါစစ်ကောင်စီတက်ဆွဲထားတဲ့နေရာတချို့ကို KYN ကပြန်လည်သိမ်းပိုက်နိုင်ကြောင်းပြောထားတယ်လည်းတွေ့ရတယ်အဲ့တော့စီရေးအခြေအနေအသေးစိတ်ကိုတော့ဒါ KYA သတင်းပြန်ကြားရေးဌာနကနေပြီးတော့ထုတ်ပြန်ထားတာမျိုးတော့မတွေ့ရဘူးပေါ့နော်အဲ့တော့ KAI နဲ့စစ်ကောင်စီတပ်တွေကအော်တိုဝါလအတွင်းဒါဖားကတ်ခေါင်းလန်ဖူးဝိုင်းမော်စားတဲ့ဒေတာတွေဘက်တွေမှာတိုက်ပွဲတွေဆက်တိုက်ဆိုသလိုပြင်းထန်ခဲ့တယ်။အဲခေါင်းလန်ဖူးကစစ်ကောင်စီတပ်စခန်း၄ခုထက်မနည်းကိုလည်းဒါ KAI နဲ့ပူးပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်ထားနိုင်ခဲ့တာရှိတယ်။ဒါပြင်အခုအခုနိုဝင်ဘာလပိုင်းမှာလည်းပေါ့နော်။ဒါဒီတိုက်ပွဲတွေမှာဖားကတ်စစ်ဒေတာကစစ်ကောင်စီတပ်ဆွဲထားတဲ့နေရာတချို့ကို KAI ကထပ်ပြီးတော့သိမ်းပိုက်နိုင်ခဲ့တဲ့ဟာတွေလည်းရှိတယ်ဆိုပြီးတော့ကျွန်တော်တို့ ိရတယ်ဗောနော်အဲ့တော့အဲ့လိုမျိုးတလွင်တက်ဖွဲ့တွေဘက်ကအခုလိုမျိုးတိုက်ပွဲတွေမှာမြေပြင်မှာဒါစစ်ကောင်စီရဲ့ချို့နေရာတွေကိုပြန်ပြီးတော့သိမ်းယူနိုင်တာတွေရှိသလိုစစ်ကောင်စီဘက်ကလည်းသူ့အတွက်သူလုံးဝပြင်ဆင်ထားတဲ့အရာတွေလည်းရှိတယ်အဓိကတော့သူရွေးကောက်ပွဲလုပ်နိုင်ဖို့အတွက်နေနေရာတွေကိုအသေးအံပြန်သိမ်းဖို့လိုအပ်တယ်အဲ့လိုလိုအပ်တဲ့အတွက်အင်အားတွေဖြည့်ရတယ်အဲ့လိုအင်အားဖြည့်တဲ့အချိန်မှာ ရဲတွေပါဖြည့်တာရဲတွေအခုလာတယ်လာတယ်ပေါ့နော်ရဲတွေလာတယ်အဲ့ရဲတွေလမ်းတစ်လျှောက်ပြင်းခံရတာ KI နဲ့ပြီးတဲ့တပ်ဖွဲ့တွေကကြိုဆိုတာအဲ့လိုမျိုးလက်တန်းတွေနဲ့အဝါပေးတာပေါ့နော်လာလာနဲ့လမ်းကြောင်းတစ်လျှောက်ပေါ့အဲ့တော့ဒါမိုးကောင်းအခြေဆိုင်ရဲတရင်30ကအင်အား250တက်လာတယ်အဲ့ဒီအင်အား250တွေကတရားကျော်ပါတဲ့ရှစ်ပြည့်အဖွဲ့ကနိုဝင်ဘာ10ရက်နေ့ ဖားကန့်အဝင်လေပြင်းလုံခင်းအနီးရောက်လာလို့တော်လိုင်းတပ်ဖွဲ့တွေက drone နဲ့ပြင်းနဲ့မိုင်းဆွဲပြီးတော့တိုက်တယ်ဗောနော်ထိခိုက်ဒဏ်ရာရတာ၄ရှိတယ်အဲ့ဒီရဲတပ်ဖွဲ့တွေကိုတော်လိုင်းတပ်ဖွဲ့တွေကလမ်းတစ်လျှောက်ဇက်တိုက်သလိုတိုက်ခိုက်မှုတွေဇက်တိုက်လုံနိုင်ခဲ့တာ၄ရှိတယ်ဒါကြောင့်မလို့ဒါဘာတွေထူးခြားလာလဲဆိုတော့ဒီဖားကန့် viewer ကောအဲ့ဖားကန့် viewer ကောကနေပြီးတော့တော်လိုင်းအဖွဲ့တွေရှိနိုင်တဲ့နေရာတွေကိုလက်နက်ကြီးပစ်ခတ်တာတွေလုပ်ခဲ့တယ်အဲ့လိုဖြစ်ပြရနေဗောနော်ဒါလမ်းကြောင်းတစ်လျှောက်ဒါတိုက်ခိုက်ပြရနေတညာလုံးနဲ့တညာလုံးအဲ့တညာလုံးကလက်နက်ကြီးတွေပစ်တဲ့ drone တွေကျဲတယ် ဘယ်နားတွေကိုဘယ်သူတွေရှိတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဘယ်ကောင်တွေကသတင်းပေးလဲတော့မသိဘူးအဲ့လိုရန်တမ်းပြီးတော့လောက်တာလည်းရှိတယ်ပေါ့နော်စစ်ကောင်စီဘက်ကအဲအဲ့လိုမျိုး drone တွေနဲ့ကျဲတယ်ပေါ့နော်အဲပြီးရင်ခိုင်းထက်ထူးခြားတာကဘာလဲဆိုတော့လက်နက်ငယ်တွေပါပြစ်တာလေဒီရဲအဖွဲ့တွေရောက်ပြီးနောက်မှာပေါ့နော်လက်နက်ငယ်တွေပါပြစ်တယ်လက်နက်ကြီးအရင်တုန်းကညိနေပေါ့နော်လက်နက်ကြီးတော့မှတိတ်မပြစ်တဲ့အခြေအနေကနေအခုအဲ့အဖွဲ့တွေရောက်လာပြီးတဲ့အချိန်မှာအဲ့လိုပုံစံမျိုးကြီးလောက်တယ်ဆိုတော့ဒါနည်းနည်းတော့ထူးခြားတယ်ပေါ့နော် တင်းကောင်းတွေဘာကြောက်အောင်လဲတော့ဒါမပြောတတ်ဘူးပေါ့နော်ဒါ GI ထုတ်ပြန်လာပြီဆိုရင်တော့ကျွန်တော်သိရမှာပေါ့တန်တန်တွေတော့လည်းဒါကျွန်တော်လိုက်ပြီးတော့စုံစမ်းကြည့်ပါမယ်ပေါ့နော်အဲနောက်တစ်ခုကတော့ဒါစစ်ကောင်စီကအဲ့လိုမျိုးအင်အားလေးနည်းနည်းလောက်ရှိလာပြီဆိုတဲ့ခါကျရင်နေနေလေးဖင်ကောင်းကြယ်လေပေါ့နော်အဲ့လိုမျိုးအင်အားလေးနဲ့ဟိုနေရာကိုဆစ်ချောင်းထိုးလိုက်ဒီနေရာကိုလိုချင်လိုက်အဲအဲ့လိုမျိုးဒါလက်နဲ့ကြီးနဲ့ပြစ်ခတ်လိုက်ပြည်သူရဲ့နေအိမ်တွေကိုဒါရန်တမ်းပြီးပြစ်ခတ်လိုက်နေတော်တော်လေးလှုပ်တဲ့ကောင်နေပေါ့နော်အခုဆိုလည်းအဲ့လိုမျိုးရန်တမ်းပြစ်ခတ်လို့ပေါ့နော်ဒါမျိုးသမီးငယ်တယောက်ဒါ ေဆုံးခဲ့တာရှိတယ်ဆိုပြီးတော့သိရတယ်ဗောနော်ဒါလူနေအင်ဂျီတွေလည်းပျက်စီးတာတွေရှိတယ်ဗောဗျာအဲ့တော့ပြောချင်တာကတော့ဒါလက်တလောမှာဗောနော်လက်တလောရဲ့အခြေအနေတွေရကြည့်မယ်ဆိုရင်တော့ဒါ KIA နဲ့စစ်ကောင်စီကဒါအပြစ်ခတ်ရဲစေးရေးကိစ္စဆွေးနွေးဖို့အတွက်အစင်မပြေနိုင်သေးဘူးလို့ပဲဒါကျွန်တော်တို့ကယူဆမှာဖြစ်တယ်ပေါ့နော်စစ်ကောင်စီဘက်ကလည်းအဲ့လိုမျိုးဒါဆွေးနွေးမယ်ဆိုရင်သူ့အတွက်ဒါလုံအောင်အပေါ်စီကနေဆွေးနွေးလို့ရအောင် KIA ကလည်း KIA ကဆွေးနွေးမယ်ဆိုရင်တော့မ ူလိုချင်တဲ့ဟာကိုဒါတင်းတင်းမာမာနဲ့ပေါ့နော်အပေါ်ကြီးကနေပြီးတော့ပြောဆိုဆွေးနွေးလို့ရတဲ့ပုံစံမျိုးဖြစ်အောင်တော့လောက်ကြလိမ့်မယ်လို့ယူဆရတယ်အဲ့တော့ဒီဆွေးနွေးမှုဆိုတဲ့ဟာကလည်းမရေရာမတေချာတဲ့ပုံစံမျိုးဖြစ်နေတယ်တကယ်တကယ်တမ်းပြောရရင်နေရာအဆင်မပြေလို့ဆိုတဲ့ပုံစံမျိုးပေါ့နော်စစ်ကောင်စီကအဲ့မြကြီးနားမှာတော့ငါတို့ကအဆင်မပြေဘူးဆိုတဲ့ပုံဘာကြောင့်အဆင်မပြေလဲဆိုတဲ့ဟာတော့ဒီကောင်တွေပဲသိလိမ့်မယ်ပေါ့နော်အဲ့ကြတော့ဘလိုပဲဖြစ်ဖြစ်ဒီ let lock အခြေအနေရတော့ဒီဥစ္စာကဒီကိစ္စကဖြစ်လာဖို့နည်းနည်း ဒါမရှိတော့သေးဘူးဆိုတော့ပုံစံမျိုးတော့ယူဆရပါတယ်ဆိုတော့အကြောင်းဒီညကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်